ရုံတိုင်းဒေသကြီးတောင်မွေမြို့နယ်သမိန်ပြန်လန်းတွင် နေထိုင်တဲ့အမျိုးသားတဟူဟာဓာတ်ကင်မှုရဲ့ရန်ကားတစ်ပြည့်တနက်ပြဖောက်ဖမ်းဆီးခဲ့ရတယ်လို့သိရပါဗျာ။ ဖြစ်စဉ်မှာမေလ22ရက်နေ့ည10:00နာရီအချိန်ကတာမွေမြို့နယ်တာမွေကြီးကာကာရက်ကွယ်တမိန်ဘယန်လန်အမှတ်103ငါးလွာရာဘတ်အခန်းနေအသက်26နှစ်အရွယ်မျိုးတန့်ဆိုသူဟာနေအိမ်အဝင်တကားများကိုတော်များခတ်ပြီးအတွင်းမှစူပူတောင်းညံနေကြောင်းသတင်းအရတာမွေမြို့မှရဲစခန်းမှာဒူရဲမှုနဲ့အတူတပ်ဖွဲ့ဝင်များတွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်တော်ရောက်စစ်စေးစဉ်နေအိမ်အတွင်းစူပူတောင်းညံနေတဲ့မျိုးတန်အားရဲတပ်ဖွဲ့ဝင်များကဖြောင်းဖြပြောဆိုတော်လ လည်းနာခံမှုမရှိတာကြောင့်တောဖြတ်ခါဝင်ရောက်စဉ်အဆိုပါအမျိုးသားမှရဲတပ်ဖွဲ့ဝင်များအားရေနွေးပူဖြစ်ပတ်ခြင်းအရက်ပြန်ဖြစ်ပတ်ခြင်းတံပိုက်တန်တုံများဖြင့်ပြစ်ပေါက်ရိုက်နှက်တဲ့အပြင်အယိုးသွားရှစ်လက်မခန့်ထားအကင်ဆောင်ပြီးပြန်လဲရံပြူခဲ့တာဖြစ်ကြောင်းရဲမှတ်တမ်းများအရသိရပါဗျ။အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်များကပန့်အရှင်တနက်ဖြန်နှစ်ချက်၆လမ်းပစ်ခတ်ခဲ့တော့လေဆက်လက်တောင်းညံနေတာကြောင့်တပ်ဖွဲ့ဝင်များကဒိုင်းများဖြင့်ကာယံပြီးအဆိုပါအမျိုးသားကိုလုံထွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့လိုလုံထွေးဖန်းစီရာမှာရဲတပ်ဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမျိုးတပ်မှာဥကောင်းထိပ်ပေါက်ပြဲဒဏ်ရာညမျက်လုံးသွေးထွက်ဒဏ်ရာဘဲချီသလုံးသွေးထွက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့တာကြောင့်ရန်ကုန်စေယုံကြီးတို့တင်ပို့ကစေဝါကူတမှုခံယူစေခဲ့တယ်လို့သိရပါဗျ။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဓာတ်ကင်ပြီးမူရိပ်ရန်ကားကရဲတပ်ဖွဲ့ဝင်များကိုပြန်လည်ရန်ပြုသူမျိုးတန်းအောင်တာမွေမျိုးမာရဲစခန်းမှာပ339မြင်းဆောင်2009ရာစသက်ကြီးဥပဒေပုံမှ294မြင်းဆောင်332ပ340မြင်းဆောင်2009လနဲ့ဥပရေပုံမှ16ကကြီးဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါဗျ။